ဆိုလိုတာကဖះနောက်ကနေလိုက်ပြီးတော့တရားဥနာမယ်ဆိုတဲ့မျောလင်းချက်နဲ့ဖះလောင်နောက်ကလိုက်ပြီးတရားဥနာမယ်ဆိုတဲ့မျောလင်းချက်နဲ့နောက်ကနေလိုက်လာကြတဲ့ပစ္စဝဂီတွေဟာသူတို့မျောလင်းချက်နဲ့မျောလင်းချက်ကုံဆုံးသွားသည့်အတွက်ကြောင့်ဖះလောင်တော်နာမှာမနေကြဘဲနဲ့ဆုံးခွာသွားကြတယ်လို့ဆိုထိတ်တယ် အဲ့ဒီအချိန်မှာအလောင်းတော်လေးဟာကာယဝိဝေကလို့ခေါ်တယ်အဖော်ဘယ်သူမှမရှိဘူးသိကောင်းနေအဖော်မရှိဘူးဆိုရင်လက်ရှိထဲမှာလည်းဘယ်သူမှမမြင်ဘူးဘယ်သူစကားပြောတာမှလည်းမကြားရဘူးကိုတူဦးတဲ့ဆိုတဲ့အတိဟာပို့ပြီးတော့စိတ်တည်ငြိမ်မှုကိုဖြစ်စဉ်တယ်ကာယဝိဝေကလို့ခေါ်တယ်အဖော်မဲ့နေထိုင်ခြင်းဤ စိတ်တဝိကလို့ဆိုတယ်စိတ်ရဲ့လွတ်လပ်မှုဖြစ်ပေါ်စေတယ်ဟုတ်တယ်ခုခေတ်မှာလည်းတယောက်တည်းနေလို့ရှိရင်စိတ်ရဲ့လွတ်လပ်မှုရတာတော့မှန်တာပဲပေါ့တို့တော့ကောင်းတဲ့ကိစ္စမှာလွတ်လပ်မှုရရင်တော့ကောင်းတယ်အဖို့မရှိလို့တယောက်တည်းနေတဲ့အခါမှာတာမန်ပုတ္တဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ကတော့ကိုယ်တယောက်တည်းဖြစ်ပြီဆိုလို့ရှိရင်စိတ်ကလွတ်သွားတယ် လွတ်သွားတဲ့အခါကောင်းတဲ့အလုပ်လုပ်ရမယ့်အစားမကောင်းတဲ့အလုပ်လုပ်မိတတ်သေးတယ်ပေါ့ဒါလေးကိုတတိထားဖို့လိုအပ်တာပေါ့အဖော်မဲ့လို့တယောက်တည်းဆိုတဲ့အချိန်လေးဒီအသည့်လေးဝင်လာတဲ့အခါမှာအကျိုးရှိတဲ့အလုပ်ဘာလို့ရမလဲလို့စဉ်းကျင်စဉ်းစားတဲ့နေပေါ့အဲ့ဒါလို့စဉ်းကျင်မစဉ်းကျင်ပဲနဲ့ငါတယောက်တည်းပဲဘယ်သူမှမမြင်ဘူးငါလှုပ်ချင်အောင်လှုပ်တော့မယ်ဆိုရင်မကောင်းတဲ့အလုပ်ဖြစ်သွားတော့မှာပဲ အေးကာယဝိဘေကဆိုတဲ့အဖို့ကင်းခွာပြီးတော့နေတဲ့အချိန်မှာစိတ်တဝိဝေကလို့ဆိုတယ်စိတ်ထဲမှာမမှန်ကန်တဲ့ကာမဂုဏ်အာယုန်တွေနဲ့အတွေးတွေမတွေးပဲနဲ့ဓမ္မအတွေးနဲ့နေနိုင်အောင်ကြိုးစားကြအောင်ပါဒါကြောင့်ကာယဝိဝေကဖြစ်လာတဲ့အခါဖះအလောင်းတော်လေးဟာစိတ်တဝိဝေကပူရလာပူရလာသည့်အတွက်ကြောင့် ခန္ဓာကိုယ်အင်အားဖြည့်တင်းပြီးတော့တရားတော်တွေဆက်လက်ပြီးတော့နှလုံးသွင်းနဲ့ရှင်းပြကြုပ်ကိုအထုတ်တယ်တရားရှာတဲ့အချိန်ဟာလည်းပဲအင်တန်ကြာညောင်းလာပြီ9နှစ်ကျော်လို့6နှစ်ထဲရောက်လာတဲ့အချိန်မှာသူ့ရဲ့လမ်းကြောင်းကိုပြောင်းပြီးတော့ကျင့်တော့အတော်အသင့်အားလေးဖြစ်ထွန်းလာတဲ့အချိန်မှာ တပ္ပထကျင့်စဉ်ကိုကျင့်လိုက်တယ်။ဟာနဲ့ကျင့်လာတော့ငငယ်တုန်းကနှလုံးသွင်းခဲ့တဲ့အာနာပါနတတိဘာဝနာဆိုတဲ့အကျင့်ကိုကျင့်။ထွက်လေဝင်လေကိုမှတ်ပြီးတော့စိတ်တွေကိုစူးစီးတယ်။တမာတိစွာအားတွေရလာအောင်ကြိုးစားအထောက်တယ်။တတိစွာအားတမာတိစွာအားတွေတက်လာတာနဲ့တပြိုင်တည်းပထမအဆင့်ဆိုတဲ့ဇံကိုရတယ် ပဒဇံရတဲ့အခါမှာအရင်တုန်းကသာမန်ပုဂ္ဂိုလ်တွေမသိဘူးတဲ့မခံစားဘူးတဲ့ပုရုဇဉ်ပုဂ္ဂိုလ်တွေနဲ့အလန်းကွာဝေးနေတဲ့ဝိဝေကာသပိတိတုခာလို့ခန္ဓာကိုယ်လွတ်လပ်တယ်လို့စိတ်ဓာတ်ကလွတ်လပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ပိဋိဒုက္ခလို့ဆိုရဲနှစ်ချိုင်မှုချမ်းသာမှုဆိုရဲအရသာကိုခံစားလာရတယ်သို့တော့အဲ့ဒီဇန်ချမ်းသာကိုခံစားရလို့ဇန်ချမ်းသာရဲ့လွန်မှုချုပ်ကံခြင်းဆိုတာမဖြစ်ဘူးများသောအားဖြင့်ပုရုဇဉ်ပုဂ္ဂိုလ်တွေဟာချမ်းသာတစ်ခုရလာပြီဆိုရင်အဲ့ဒီချမ်းသာရဲ့လွန်မှုမှုကိုခံလိုက်ကြတယ် ခံလိုက်ရတဲ့အတွက်ကြောင့်ချမ်းသာကိုတွေ့တာမှုဆိုတာတဏဝဲလာတတ်တယ်။ဘုရားလောင်းကတော့ဟောဒီဆန်ချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကုသိုလ်စိတ်ဓာတ်တွေကိုကုန်ခန်းတော့အောင်မလုပ်နိုင်ဘူး။ကုန်ခန်းသွားတယ်ဆိုတာအေးငါသမာဓိတွေသိတ်ကောင်းတာပဲ။ဒီလိုချမ်းသာမျိုးငါတခါမှမခံစားဘူးဘူး။ကောင်းလိုက်တာဒီချမ်းသာမျိုးငါခံစားနိုင်အောင်ကြိုးစားမယ်။ ကြံတဲ့လူတွေဒီချမ်းသာမခံစားရဘူးလို့ဆိုတဲ့အတွေးတွေဝင်လာပြီဆိုရင်လောဘတွေမာနတွေတက်လာတာဒါစိတ်ကိုလွှမ်းမိုးခံရတယ်လို့ဒီလိုဆိုလိုတာပဲအေးတမန်တရားစခန်းလေးဝင်လို့တမာတိကောင်းလာရင်တောင်းပါပဲငါလိုတမာတိကောင်းတဲ့လူတခြားပုဂ္ဂိုလ်တွေငါလောက်တမာတိမကောင်းကြဘူးငါလောက်မထိုင်နိုင်ကြဘူးလို့ဆိုပြီးတော့ ငါဟာဟုတ်လာပြီတရားဓုတရားမြတ်ရလာပြီဆိုတဲ့အတွေးကြီးဝင်လာတတ်တယ်ပေါ့အဲ့ဒါဟာစိတ်ကိုလွှမ်းမိုးခံရခြင်းတစ်ခုပဲပေါ့ဘုရားလောင်းလေးမှအဲ့ဒီလိုတောင်းလွှမ်းမိုးမခံရဘူးဒုက္ခဝေဒနာလို့ဆိုတဲ့ချမ်းသာကိုဒါချမ်းသာတယ်လို့သိတဲ့အစ်စ်မရှိတယ်ဒီချမ်းသာပေါ်မှာမက်မောတယ်ပြတ်တာတယ် ချမ်းသာကိုအကြောင်းပြုပြီးတော့မာနတက်တယ်ဆိုဖြစ်မလားရှင်းဆက်ပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါတမာတိစပိတိတုခတဲ့တမာတိဖြစ်ခြင်းကြောင့်ရလာတဲ့ပိတိတုခတိုးမြင့်ခံစားရပြန်တယ်အဲ့ဒီချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုပြမိုးပြီးတော့မသွားနိုင်ဘူးတဲ့အဲ့ဒီကနေပြီးတော့ဆက်ပြီးတော့ သမာဓိစွမ်းအားကိုမြင့်လိုက်တဲ့အခါကျတော့နေပီတိကဒုက္ခရဲပီတိမပါတဲ့ချမ်းသာပီတိကင်းမဲ့တဲ့ချမ်းသာမျိုးကိုခံစားရပြန်တယ်ပီတိမပါသည့်အတွက်ကြောင့်ချမ်းသာဒုက္ခဟာတည်ငြိမ်တဲ့ချမ်းသာဒုက္ခမျိုးဖြစ်လာအဲ့ဒီချမ်းသာဒုက္ခခံစားရတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခကသူ့ရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးမသွားဘူးတဲ့ဒါနဲ့ရှင်းဆက်ပြီးတော့ရှင်းတယ် ဘရမောခံရတယ်ဆိုရင်ဒီချမ်းသာလေးပေါ်မှာပဲတွေ့တာနေမှာပေါ့အဲဒီလိုတွေ့တာသွားပြီဆိုရင်ဒုက္ခကလူကိုလွှမ်းမိုးတယ်လို့ခေါ်တယ်ဘုရားလောင်းကိုတော့မလွှမ်းမိုးနိုင်ဘူးမလွှမ်းမိုးနိုင်တဲ့အတွက်ကြောင့်ဒီဒုက္ခကိုစွန့်ပယ်ပြီးတော့ရှစ်ဆက်သွားတယ်နောက်ဆုံးဥပိ္ပခဒုက္ခလို့ခေါ်တယ်တဘာတိစွမ်းအားဤမြင်မာလာသည့်အတွက်ကြောင့်အနောက်ရှစ်ခင်းနဲ့ ဒီငြိမ်သက်အေးချမ်းတဲ့ဥပိ္ခာဒုက္ခဆိုတာခံစားရပြန်တယ်ပေါ့အဲ့ဒါသုဒ္ဓဆန်ချမ်းသာကိုခံစားရခြင်းပဲဖြစ်တယ်ဒီချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးချုပ်ကင်နိုင်ခြင်းမရှိဘူးတဲ့ပေါ့ချမ်းသာအစဉ်စဉ်ခံစားရပေမဲ့လို့ဒီချမ်းသာတွေရဲ့လွှမ်းမိုးမှုမခံရဘူးအဲ့ဒါကိုရသော်ဘုရားက ဘလို့သုံးနဲ့သုံးတယ်လဲဆိုရင်ဥပ္ပန္နာပိဒုက္ခဝေဒနာဥပ္ပန္နာပိဒုက္ခဝေဒနာနစိတ်တံပရိယာထာယတိတ်ထတိငါစိတ်ကိုလွှမ်းမိုးပြီးတော့မတည်ပါဘူးတဲ့အဲ့ဒီချမ်းသာစိတ်ကိုလွှမ်းမိုးချုပ်ကင်ထားခြင်းမရှိဘူးလို့ဆိုတော့အဲ့လိုဇန်ချမ်းသာအစစ်စစ် အာနာပါနတတိအာနာပါနအာယုံကိုခြေခံပြီးတော့ကျင့်လိုက်တာဇန်၄၀အထိအောင်တမာတိဆွမ်းအားတွေဟာမြင့်မြင့်ပြီးတော့သွားလိုက်တယ်